အားလုံးပဲမင်္ဂလာပါခင်ဗျာအွန်လိုင်းဆိုးထံမှာတက်ဆက်ရင်ဖွင့်စာအစီအစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေဒီကနေ့ကျွန်တော်ရဲ့အစီအစဉ်လေးမှာပေးပို့လာတဲ့စာလွှာရှင်လေးကတော့ Facebook Messenger ကနေပြီးတော့ပေးပို့လာတာဖြစ်ပါတယ်ဒီအမကကျွန်တော်ရဲ့စာလွှာလေးတွေကိုအမြဲတမ်းနားထောင်ပြီးတော့အားဖြည့်ရပါတယ်မောင်လေးစီကအကြံဉာဏ်လေးလည်းလိုချင်လို့အဲစာလွှာလေးကိုပေးပို့လာတာဖြစ်ပါတယ်အဲဒီတော့ဒီအမရဲ့စာလွှာလေးကိုအဲနားဆင်ကြည့်အောင်နော် မောင်လေးရေအမရင်ထဲကခန်းစားချက်လေးမောင်လေးပြန်လဲပြောချပေးစီခြင်းပါတဲ့ပြောရမယ်ဆိုလို့ရှင်အမကအိမ်အောင်ခွဲနေတဲ့အမျိုးသမီးတစ်ယောက်ပါအမနဲ့ကြိုက်နေတဲ့ကောင်လေးကခလေးရှိပါတယ်မိမလည်းရှိတယ်ဆိုတာနောက်မှ သူပြောပြမှ သိလာရတာသူ့ရဲ့စန္ဒားတွေဖြည့်ဆည်းပေးဖို့ဆိုပြီးတော့အမဲတောင်းဆိုလာတယ်အမကအစကတော့လူလို့ဆိုပြီးတော့ပြန်ကြိုက်မိတယ်နောက်တော့အမကသူ့အကြောင်းကိုအဲသူကိုယ်တိုင်ပဲပြောပြလာတော့မှအမနောက်ပြန်ဆုတ်လိုက်ရတယ်ဒါပေမဲ့ သူ့ကိုတနာတယ်ချစ်တယ်ချစ်ခင်မိတယ်မေးဖြောက်ဖို့အမကြိုးစားနေတယ်သူ့ကိုတော့အမဆက်သွယ်ဖြတ်လိုက်ပါပြီရင်ထဲမှာတော့တတိယနေတယ်အမကြောင့်သူ့တပားမိသားစုမျက်ရည်ကျမဲ့လောက်ရက်မျိုးကို အမဘလောက်ပဲချစ်ချစ်ရှောင်ရှားခဲ့ပါတယ်ဒါဆိုရင်အမအားပေးစကားလေးအနေနဲ့မောင်လေးစီက ပြန်လည်ပြီးတော့ကြားယောင်ပြရစီတဲ့အမအလုတ်တစ်ဖက်နဲ့ရင်ထဲမှာပဲထားပြီးတော့မပြောဘဲနဲ့နေတော့မလို့ပါပဲ စိတ်ကหนีလို့မရတော့မောင်လေးကိုယင်ဖွင့်လာခဲ့ရတာပါတဲ့လေးစားစွာဖြင့်ယင်ဖွင့်ခဲ့ပါတယ်အားပေးနေပါတယ်မောင်လေးကြီး အမဆုံးဖြတ်ချက်ကမှန်လားမှားလားအမကိုအဲ့ဒီကောင်လေးကလည်းအတင်းကြီးလိုက်ပတ်သက်နေတာအမလည်းကောင်းကောင်းပြောပါတယ်အမတို့ဘယ်လိုမှရှေ့ဆက်မတိုးခြင်းသူတို့ဘောင်မိသားစုကိုလည်းကိုเจ้าနဲ့မပြိုကွဲစေခြင်းဘူးလေ ကောင်လေးကအမထက်၃နှစ်လောက်နေတယ်အလောက်ကလည်းအတူတူပဲဆိုတော့အမရအောင်ရှောင်းပါတယ်အစကအမကိုသူကလူလို့ဆိုပြီးတော့လိန်ကြိုက်တာပါအမအချောင်းဆုံးပြီးတော့အမနောက်ဆုတ်လိုက်နိုင်ပါတယ်တဲ့ အမားကြီးတိတ်ကိုကောင်းပြီးတော့တိတ်ကိုမုံမြတ်တဲ့ဆုံးဖြတ်ချက်လေးပေါ့နော်ကိုကဘလောက်ပဲချစ်နေပါစေကိုဘက်ကဘလောက်ပဲအမေတ္တာတက်ဝင်နေပါစေတစ်ဖက်လူမှာအိမ်အောင်ရှိနေတယ်မိသားစုရှိနေတယ်ဆိုကြတဲ့ကအခုလိုဆုံးဖြတ်ချက်လေးချပေးတင်ပါတယ်ချကိုချတင်ပါတယ်ပေါ့နော်ဘာလို့လဲဆိုတော့သူ့ဘက်ကမပြတ်မသားသေးပဲနဲ့မိသားစုရှိနေရဲ့နဲ့ကိုကိုလာပတ်သက်တယ်ဆိုရင်အဲဒါသူ့ဘက်ကလုံးဝမှားတဲ့လုံရက်တစ်ခုကိုလုံလိုက်တယ်လို့ကျွန်တော်ကတော့မြင်တယ်ပြီးရင်သူ့မှာလူချင်းဝဲဆိုတဲ့အဲ တိတ်တစ်ခုသူ့မှာမရှိဘူးပေါ့နော်ဒါကအာဒါကလူတိုင်းကိုတော့မဆိုလိုဘူးပေါ့နော်သူ့ရဲ့အတွေ့သူ့ရဲ့ဆုံးဖြတ်ချက်ကအမကိုဘလို့အမျိုးနဲ့လာပတ်သက်လဲဆိုတော့သူ့အပေါ်မှာပဲမူတည်မယ်ဒါပေမဲ့အမဘက်ကမတိခင်တုန်းကမှားခဲ့မိတယ်ဆိုတာကကိုကိုကိုနားလေခွင့်လို့ပြလိုက်ပါဒါပေမဲ့အာတိသွားပြီဖြစ်တဲ့အတွက်ကြောင့်အခုလိုမျိုးဆုံးဖြတ်ချက်ချတာအမအတွက်တရားရခိုင်တော့မှန်ကန်တယ်လို့ကျွန်တော်ကတော့အဲဒီဘက်ကနေထက်လောင်းပြောပြခြင်းနဲ့ပေါ့နော်ဘာလို့လဲဆိုတော့ကိုမျက်နိုးနေပြီးကိုမြင့်တာတတ်ဝင်နေတဲ့ဒုတိ ယောက်မှအိမ်အောင်ရှိတယ်ခလေးရှိနေဆိုကြတဲ့ကအမအနေနဲ့ဘလို့မှရှေ့ဆက်မတိုးသင့်တော့ပါဘူးအမကလည်းကျွန်တော်ကိုယ်တိုင်လေးစားပါတယ်ဘာလို့လဲဆိုတော့သူ့ရဲ့အိမ်အောင်ကြီးဆိုတာထက်သူ့ရဲ့ခလေးတွေရဲ့ရှေ့ရီးကိုအဲတွေးပြီးတော့ကိုချင်းစားပြီးတဲ့အမရဲ့စိတ်ထားလေးကိုလည်းအဲတကယ်ကိုလေးစားမိပါတယ်ပြီးလို့ရှိရင်အိမ်အောင်ရှိတဲ့အမျိုးသားတယောက်ကိုမပတ်သက်သင့်ဘူးဆိုတဲ့အတိတ်ကူရှိနေတယ်ဆိုကြတဲ့ကအမရဲ့စိတ်နေစိတ်ထားကဘလို့မျိုးလဲဆိုတာကိုခံမှန်းလို့ရတယ်ပေါ့နော်ဒါကတကယ်ကိုမုံမြ က်ပြီးတော့အဲတကယ်ကိုမှအဲလူချင်းဝင်းနဲ့ညီလျော်ညီတဲ့အမျိုးသမီးတယောက်လို့ကျွန်တော်ကတော့ဒီကနေထက်လောင်းပြီးတော့အဲဂုံပြူကျင်ပါတယ်အဲ့တော့အမားရဲ့ဆုံးဖြတ်ချက်ကိုဒီတိုင်းလေးပဲဆက်သွားစေကျင်ပါတယ် သူ့ဘက်ကဘလောက်ပဲပတ်သက်လာပါစေဘလူနီးနဲ့ပဲပတ်သက်လာပါစေကိုယ့်ဘက်ကပြတ်သားတဲ့ဆုံးဖြတ်ချက်တစ်ခုရှိထားပြီဆိုရင် तू ဘလူမှရှေ့ဆက်တူးလို့မရပါဘူးအဲ့တော့အမမမဟုတ်ပါဘူးဘယ်လိုအမျိုးသမီးကိုမှအဲသူ့အနေနဲ့ဒီလိုမျိုးတွေမလောက်တင်ဘူးပေါ့နော်ဒါကအဲကိုယ့်ဘက်မှာအဲမိသားစုရှိနေတယ်အိမ်အောင်ရေးရှိနေအိမ်အောင်ရှိနေတယ်ခလေးတွေရှိနေတယ်ဆိုကြဲက ကိုကဒီအိမ်တော်ရေးမှာမตายရဘူးဆိုရင်လေตายရအောင်လှုပ်ယူရမယ်နီးလန်းနေရှိတယ်တကယ်လို့မตายရဘူးဆိုရင်လေကိုဘက်ကပြက်ပြက်တာတာဖြစ်အောင်အရင်လှုပ်တင်တယ်ပေါ့နော်အဲ့လိုမှမဟုတ်ဖဲနဲ့အဲသူတပားကိုဒီလိုမျိုးလိန်လေပြီးတော့ချစ်ရေးချစ်ရာတွေလိုက်ပြီးတော့မြှုပ်ဆွဲတဲ့သူကလေးကသူ့မှာအဲလူချင်းဝင်ဆိုတာမရှိတော့ပါဘူးအဲ့တော့အမအတွက်နောင်ရေးသူနဲ့ပတ်သက်ရင်လေကောင်းဖို့အလားအလာတွေရှိလာမှာမဟုတ်ဘူးပေါ့နော်အဲ့တော့အဲအခုလူမျိုးအမျိုးသမီးတွေကအများကြီးရှိတင်တယ်ပေါ့နော်တချို့အမျိုးသမီးတွေမြင်တွေ့နေရတယ်အဲတချို့ ို့အမျိုးသမီးတွေကိုယ်တိုင်ကတိတိယနဲ့ရှေ့ဆက်တိုးနေတဲ့အမျိုးသမီးတွေရှိရဲ့အဲ့ဒါကဘာလဲဆိုကိုယ့်ရဲ့စိတ်ဆန္ဒကိုယ့်ရဲ့အဲဆန္ဒတွေကိုရှေ့တန်းတင်နေသူတွေပေါ့နော်အဲ့တော့ဘဝမှာဘလောက်ပဲကိုယ့်ရဲ့စိတ်ဆန္ဒတွေပြင်းပြနေပါစေဖြစ်တင်ဖြစ်ထိုက်တာကိုအရင်ဆုံးစဉ်းစားဖို့လိုအပ်ပါတယ်ဒါကမှပညာရှိလို့ခေါ်တာပေါ့နော်လူချင်းဝင်းနဲ့လျော်ညီတဲ့အဲလူလူပီသားတဲ့လူလို့ခေါ်မှာပေါ့နော်အဲပညာရှိနဲ့ပညာတတ်ဆိုတာကပညာရှိဆိုတာကအမှားအမှန်ကိုဝေဖန်ပိုင်းခြားနိုင်တဲ့သူကို ခေါ်တာဗျပညာတတ်ဆိုတာကဘွေးလက်မှတ်တွေကိုကင်ဆောင်ထားတဲ့သူတွေကိုခေါ်တာလीအဲ့တော့မတူညီဘူးပေါ့နော်ဘွေးလက်မှတ်တွေကင်ဆောင်ထားနေပြီမဲ့လေပညာရှိတဲ့သူတွေအများကြီးရှိပါတယ်ဘွေးလက်မှတ်တွေမရှိဘူးဆိုပြီးမဲ့လေအဲပညာရှိတဲ့သူတွေလည်းအများကြီးရှိပါတယ်ဒါကြောင့်အမကိုကျွန်တော်ကဒီကနေပြီးတော့ပညာရှိအမျိုးသမီးတယောက်အနေနဲ့အဲ ဂုံယူစွာနဲ့ပေါ့နော်အဲတင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျာအဲ့တော့အဲဒီအစည်းအဝေးလေးကိုကြည့်ရှုနေကြတဲ့အမျိုးသမီးငယ်လေးတိုင်းလေအမျိုးသမီးတိုင်းအမျိုးသမီးတိုင်းလေဒီလိုမျိုးအမှုအကျင့်လေးတွေနဲ့ဒီလိုမျိုးစိတ်နေစိတ်ထားလေးတွေကိုအဲရင်ွယ်ပိုက်ပြီးတော့လက်ကင်ထားတဲ့နေလို့ကျွန်တော်ကဒီကနေပြီးတော့မြေတားရက်ခံကြပါတယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်အမားကိုလည်းကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့အစည်းအဝေးလေးမှာအခုလိုမျိုးရင်ဖွင့်ခြင်းနဲ့ဆိုရင်တော့အောင်နိုင်ဆိုးထံမှတစ်ဆင့်ရင်ဖွင့်စာအစည်းအဝေးကိုလိမ့်မှုပြီးတော့မိမိတို့ရဲ့ခံစားနေရတဲ့အခြေအနေ စည်းပွားရေးမိသားစုအရေးကိုရေးကိုတာတွေအားလုံးကိုရင်ဖွင့်နိုင်ပါတယ်ခင်ဗျာအောင်နိုင်စိုးတံမှာတဆင့်ရင်ဖွင့်စာအစည်းအဝေးကနေပြီးတော့အမြဲတမ်းကြိုဆိုလျက်ပါအားလုံးပဲအခုစစ်စည်းလေးကိုကြည့်ရှုနေကြတဲ့တယောက်ချင်းစီတယောက်ချင်းစီတိုင်းစိတ်ချမ်းသာခြင်းကိုယ်ရည်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစီဘေးရန်တည်းအပေါင်းမှလည်းကင်းဝေးကြပါစီလူဝင်ဆန္ဒတွေပြေဝါကြပါစီကက်ကြီးသုံးပါးမှကြော်လွှားနိုင်ကြပါစီခင်ဗျာအားလုံးပဲမင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ပါစီခင်ဗျာ